။နောက်ဖြစ်အောင်တို့ပါလား30ရည်နေကြတာတွင်ဒီအတွက်နောက်ဆိုရမူလေးဝတာခမှန်ချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။တောက်တရုတ်ပင်လေကနေစတင်ခဲ့တဲ့လေပွေလိုင်းဟာလည်းဗီယက်နမ်တောင်ပိုင်းကမ်းခြေကိုဖြတ်တန်းနေပြီးမနေ့ဖြန်မှာတော့ထိုင်းပင်လေကွေအတွင်းကိုရရှိသွားနိုင်ပါတယ်။အဲ့ဒီလီဝေလိုင်းဟာအော်တိုဘာလ31ရက်နေ့မှာတော့တနင်္သာရီတိုင်းဗုတ်ပြင်းမြူနယ်ဝန်ကျင်ကိုဖြတ်ကျော်ပြီးကပလီပင်လေပင်လေကိုဆင်းသက်သွားနိုင်တယ်လို့မူလဝေဒါခန့်မှန်းမှုမော်ဒယ်ရီမှာဖော်ပြထားကြရသိရပါရရှင်။ အိန္ဒိယနိုင်ငံကုန်းတွင်းပိုင်းကိုဝင်ရောက်နေတဲ့ cyclone မုန်တိုင်းမွန်းထားကတော့မနေ့ပြန်မှာအာကောင်းတဲ့လေပြင်းနဲ့ရုပ်ဝံပြင်းအာရွက်သွားပြီးနောက်အောက်တိုဘာလ31ရက်နေ့မှာဘင်္ဂလားဒေ့ရဲ့ဆက်ကိုလေပွေလိုင်းဖြင့်ဖြတ်တန်းဝင်ရောက်နိုင်ပါတယ်ဒီကနေ့အော်တိုဘာလာ29ရက်နေ့ညပိုင်းကနေမနက်ဖြန်အော်တိုဘာလာ30ရက်နေ့မနက်ပိုင်းအထိဝေးရသုံးမှုသတိပေးချက်တွေအနေနဲ့ကတော့ကော့တောင်ပုတ်ပြင်းမြို့နယ်နဲ့အနီးဝန်းကျင်ကျုံးစုတွေမှာမိုးများနိုင်ပါတယ်ရှင် မနေ့ပြန်မှာတော့တနင်္သာရီပလောပလောက်ဘိတ်တဝဲကလေးအောင်ခောစာဖလန်ဟာခါနဲ့တိတိမ်မြူနယ်တွေမှာမိုးတင်းတင်းကနေမိုးများနိုင်ပါတယ်ရှင်။ဒါ့အပြင်ကရင်မွန်နယ်အေရဝတီတိုင်းတို့မှာတော့နေရာကျကျမိုးရွာနိုင်ကြောင်းအသိပေးလိုပါတယ်ရှင်။ဆက်လက်ပြီးတနင်္သာရီတိုင်းမှာမိုးတိတ်တောင်တွေဖြစ်ထုံမှုအားကောင်းနေပါတယ်။ဒီမိုးတိတ်တောင်တွေရွေ့လာရတဲ့လျှောက်မှာမိုးကြီးတာမိုးချိုပြစ်တာနဲ့လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်လို့သတိပြုသွားတာကြောင့်တိုက်တွန်းလိုပါတယ်ရှင်။ ပင်လယ်ပြင်မိုးလေဝသအခြေအနေကတော့မြမကန်ယူတဲ့တခြားနယ်ကန်လွန်ပင်လယ်ပြင်မှာလေပြင်းတွေတိုက်ခတ်နိုင်ပြီးလေပြင်းတိုက်ခတ်ချိန်မှာတနအီ25မိုင်ကနေမိုင်30ထိရှိနိုင်ပါတယ်။လေပြင်းတိုက်ခတ်ချိန်မှာလိုင်းအမြင်ဟာ9ပေကနေ9ပေထိရှိနိုင်တာကြောင့်ပင်လယ်ပြင်ခရီးသွားတွေနဲ့ကန်ဒီကန်ဝင်ရေလောက်တာတွေအတွက်တော့အခုရက်ပိုင်းဟာပင်လယ်ပြင်အတွင်းကိုမထွက်ခွာသင့်သေးတဲ့ရက်ပိုင်းပဲဖြစ်ပါရဲ့ရှင်။ မူလဝတ္တဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေရကြောင့်စမတ်လို့စီဂျီပလက်ဖောင်ရဲ့နောက်ဆောင်ရမူလဝတ္တခံမှန်ချက်တွေကိုဆက်လက်ဆောက်ကြည့်ပြီးကြဖို့မြစ်တမ်းရဲ့ခံလိုပါရဲ့ရှင်။